โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ရနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုပါတယ်ခင်ဗျာဒီနေ့ video မှာဒီလိုမျိုးပုံတွေကိုကျွန်တော် Photoshop ဘယ်လိုမျိုးတုံးလဲ Lightroom ဘယ်လိုမျိုးတုံးပြီးတော့มาပြင်လဲဆိုတာကိုကျွန်တော်လာရောက်ပြောပြပေးมาဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ video လေးကိုစောင့်ကြည့်ပေးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့အရင်ဆုံးပြောချင်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်အချိန်မဆွဲဘဲနဲ့ video လေးကိုစလိုက်ကြရအောင်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်အရင်ဦးဆုံး live run နဲ့ကိုဝင်ပါမယ်ဆိုရင်ကျွန်တော် live run နဲ့ကိုရောက်လာပြီပေါ့နော်အရင်ဦးဆုံးဒီမှာကျွန်တော်ကောင်းကင်ကဘန်းနေပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကောင်းကင်ကိုโอเคကျွန်တော်နည်းနည်းလေးတင်လိုက်မယ်ပေါ့နော်โอเคပြီးပြီဆိုရင်ကျွန်တော် highlight လေးကိုနည်းနည်းလေးပြန်ပြီးတော့ show လိုက်မယ်โอเคပြီးရင်သူ့ရဲ့ဒီမှာပေါ့နော်အဲ့ဒီမျက်နှာ အရေးဟိုဖြစ်နေအရေးကြတယ်ဗောနော်အဲ့ကြောင့်ကျွန်တော် shadow လေးကိုနည်းနည်းလေးတင်လိုက်မယ်ပြီးဆိုရင်ကျွန်တော်ဒီမှာကောင်းကင်ကအရန်ကြီးဖြူနေတာဖြစ်တဲ့အတွက်ပြော့ဒီရဲ့ subject ရဲ့အင်ကြီးတွေလည်းအဖြူဆိုတော့ကျွန်တော်အဖြူနည်းနည်းလေးရှော့လိုက်မယ်ဗောနော် okay ဒါဆိုလို့ရှိရင်ကျွန်တော်အဖြူရှော့လိုက်တဲ့အတွက်ဒီ subject ကလည်းကျွန်တော်နည်းနည်းလေးရော့သွားမယ်ဗောနော်အတန်တန်ဒီပုံစံလေးပြန်ပြီးတော့တင်လိုက်မယ် okay ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တပ်ချာကိုစောကြည့်မယ်ပေါ့နော်โอเคဟုတ်ရဲ့โอเคကျွန်တော်တပ်ချာတလောက်လောက်ထားကြည့်တယ်ပေါ့နော်โอเคဒီလောက်ဆိုရင်အဆင်ပြေရပါတော့ဟွန်းဟွန်းโอเคပြီးပြီဆိုတာနဲ့ကျွန်တော်ဒီမှာ highlight လေးပြန်ပြီးတော့ဆော့မယ်ပေါ့နော် ျွန်တော် line လေးကိုနည်းနည်းလေးရှော့လိုက်မယ်။အင်းဟင်း။ Okay ပြီးပြီဆိုတော့ကျွန်တော် HSN ကစားမယ်ပေါ့နော်။ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော် saturation ကိုကျွန်တော်15လောက်ပဲထားလိုက်မယ်ပေါ့နော်။ဒီ15တက်ကျော်သွားပြီဆိုရင်ကျွန်တော်တို့ကြည့်လို့မကောင်းတော့ဘူးပေါ့နော်။နည်းနည်းလေး Okay ပြီးပြီဆိုရင်ကျွန်တော် ခဲ့။အပြင်ကျွန်တော်မျက်ခင်းနဲ့ပြန်ပြုတ်လုပ်မယ်ပေါ့နော်။ Okay ဟုတ်ကဲ့ဒီကလာလေးပေါ့နော်ဒီပြီးရင်ကျွန်တော်ဘောက temperature လေး10မိနစ်ကိုကျွန်တော်ပြန်ပြီးတော့ဆော့ကြည့်မယ်ပေါ့နော် โอเคถ้าสมมุติอ่ะยังมาด้วยป่ะเนาะจนเนเน่นี่โอเคเดี๋ยวเราสวยยายป่ะเนาะพี่บีဆိုလို့ရှိရင်ကျွန်တော်တို့ပါပြင်မှုရှိသေးတယ်โอเคကျွန်တော်ဒီမှာ masking သုံးမယ်ပေါ့เนาะโอเคဒီမှာ noise เนเน่ noise တွေများနေပေါ့เนาะโอเคအဲ့တော့ကျွန်တော်တို့ noise ကိုဖြောင်းလိုက်မယ်อืม โอเค โอเคပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာနည်းနည်းလေးအိပ်ဖို့ရှာပြန်ပြီးတော့တင်လိုက်မယ်ပေါ့နော်โอเคဒါပြီးလို့ရှိရင်ကျွန်တော်တို့ Photoshop တွေကိုပြန်ပြီးတော့သွားမှာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ Photoshop Photoshop တွေကို ပြန်ပြီးတော့ဝင်လိုက်ပါမယ်ဒီဗီဒီယိုလေးကတော့နည်းနည်းလေးရှေ့ကောင်းရှေ့နိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ software တစ်ခုကိုအသုံးပြီးတော့မှအာကျွန်တော်ဗီဒီယိုလုတ်ပြတာဆိုတော့နည်းနည်းလေးတော့ရှေ့နိုင်ပါတယ်โอเคเนาะ producer တဲ့ကိုပြန်သွားမယ်ဆိုတော့ကျွန်တော်ဒီကောင်ကို right click ထောက်လိုက်မယ်အာပြီးလို့ရှိရင်ကျွန်တော်ဒီမှာအာအတစ်အင်ဆိုရှေ့ပေါ့နော်အာပြီးလို့ရှိရင်ကျွန်တော်တို့ Adobe Photoshop 2020တဲ့ကိုဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော် open all the way နေလိုက်ပါမယ် ကေဒါဆိုရင်ခဏလေးစောင့်ပေးပါနော်โอเคဒါဆိုရင်ပို့တူ short ကိုရောက်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော် control chain နဲ့ layer ပွားလိုက်ပါမယ်အရင်ဥဆုံးပေါ့နော်ပြီးရင်ဒီကောင်လေးမှာရှိတဲ့ကျွန်တော်ဒီ web chain တွေကိုအရင်ဆုံးဖြောင်းမယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီက spot helibread 2နဲ့သုံးပါမယ်โอเคဒီလိုမျိုးလေးဖြောင်းဖြောင်းသွားမယ်ပေါ့နော်

ရှိတဲ့နေရာကိုမလိုချင်တဲ့နေရာတွေအားလုံးကိုကျွန်တော်တို့ဖျောက်ပေးရပါမယ်။ချေပြီးပြီဆိုရင်ဒီကောင်မလေးလည်းအတူတူပဲပေါ့နော်။ဒီမှာဆိုလေပင်ရှစ်ချောင်းနေရှိရပေါ့နော်။ကျွန်တော်အဲ့ဒါရင်မကြိုက်ပါဘူး။ဖျောက်ပေးပါတယ်။ Okay ။ပြီးပြီဆိုရင် Okay ။အဲ့ဆိုရင်ပြီးပြီပေါ့နော်။ Okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ ဒီ model ပင်အောင်လုပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် control chick h နဲ့ကျွန်တော်တို့အသုံးပြုပါမယ် okay လာပါပြီဒါဆိုရင်ကျွန်တော်ရေဦးဆုံးမျက်နှာကိုရေဦးဆုံးလုပ်မယ်ပေါ့နော်ခေါင်းလေးကနည်းနည်းလေးဝါးတဲ့အခါကျတော့ကျွန်တော်နည်းနည်းပိန်ပေးလိုက်မယ်ပေါ့နော်အဖေလို့လဲဆိုတော့သူလည်းပြောရပါတော့သူနည်းနည်းလေးပိန်ပေးပါပြောလို့ Okay ။အဲကမလေးကိုလည်းအတူတူပဲပေါ့နော်။ ကွန်မန်ဒီတော့နည်းနည်းဆိုရင်ရပါတယ်။ဒီပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနည်းနည်းဘောနော်ကွန်မန်လေးဒီစကတ်မှာနည်းနည်းဖောင်းနေအောင်ကျွန်တော်တို့နည်းနည်းပြန်ပြော့ညီလေးတွင်းလိုက်မယ်ဘောနော်။ဟွကြီးကောင်လှုပ်လိုက်မယ်ဘောနော်။ဒီပြန်ခါနာလေးတွေကိုကြည့်ကောင်းအောင်လုပ်ရမယ်။အင်းကြည့်ဒါအလုံးလုံးမလုပ်ကြည့်မယ်ဆိုရင်โอเคဒီမှာအလုံးလုံးတွေပေါ့နော် ဖေးဒါဆိုရင်ကျွန်တော် make up မညီတဲ့နေရာလေးတွေအသားရည်မညီတဲ့နေရာလေးတွေကိုနည်းနည်းလေးထပ်ပြပုံမယ်ပေါ့နော်โอเค โอเค ြီးရင်သူ့ရဲ့လက်ကလေးတွေကိုကျွန်တော်ပုတ်ပြပါမယ်โอเคတဲ့ပြီးရင်ကောမလေးရဲ့လက်လေးကိုလည်းကျွန်တော်ဒီတိုင်းလေးပဲပုတ်သွားမှာပဲပေါ့နော်โอเคဒါလုံးလုံးမလို့ကြည့်မယ်ဆိုရင်ဒီမှာပြရမျက်လုံးလေးကို ဖွင့်လိုက်ပေးလိုက်ကြည့်ပါ okay ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအောက်မှာရှိတဲ့ဘောနော်ဒီ solid color လေးကိုတွားပြီးတော့ယူပါမယ် okay ဒီကောင်အမဲထားပါမယ်ပြီးလို့ရှိရင်ကျွန်တော် okay နှိပ်ပြီးတော့မှဒီအပေါ်မှာ normal ဆိုတာရှိရပါတော့ဒီ normal မှာမှကျွန်တော်တို့ဒီမှာ soft light ဆိုတာရှိရပါတော့ဒီကောင်လေးယူပြီးတော့ကျွန်တော် opacity ကိုကျွန်တော် show ပါမယ် okay ကိုထားခြင်းတလောက်လေးပါတော့ okay ဒီပုံနဲ့အဆင်ပြေမဲ့ ပေါ့နော် opacity လေးကိုကျွန်တော်ထားပါမယ်။ Okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေး Tony Dewey Brad Dooley နဲ့ပုံမယ်ပေါ့နော်။ Okay ကျွန်တော်ပြောဖို့တစ်ခုကြံသွားပါတော့။တကယ်လို့ screen reader တုံးတဲ့အခါမှာ Deep Brad Dooley ကိုကျွန်တော်တို့တေချာလေးပေါ့နော်။အာပရတိုက်ဖို့လိုပါတယ်တေချာလေးကျွန်တော်တို့ reader လုပ်ဖို့လိုပါတယ်โอเค ဒါကဒီလိုမျိုးလုပ်တယ်ဆိုတာတခါတပုံတပုံလုပ်ရုံနဲ့မရဘူးဘောနော်ကျွန်တော်တို့ပုံတွေအများကြီးအဲ့လိုမျိုးလုပ်လာတဲ့အခါမှာလက်ကအသားကျသွားပြီးတော့မှဘောနော်ပို့ပြီးတော့ဒီပုံပြင်ရတာပို့ပြီးတော့မှလွယ်ကူလာတယ်ဘောနော်โอเคအဲ့ဒါလေးပြောဖို့ကြံသွားလို့ဘောနော်โอเคဒီလိုမျိုးလုပ်တဲ့ချိန်မှာတော့ကျွန်တော်တို့မလို့ဘောနော်တရားကောင်းကျွန်တော်တို့ကို စိတ်ကြိုက်ဘောနော်အဓိကအ ဒီ background တွေကိုသွားပြီးတော့မထီလို့ရှိရင်ရရပေါ့เนาะ Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာလမောင်းလေးမှာပေါ့เนาะကျွန်တော်ပြန်ပြီးတော့လုံးလိုက်ပါမယ် Okay မှာဘောင်းပြီးလေးနည်းနည်းလေး Okay ဒါဆိုလို့ရှိရင်ပုံပြင်းနေနည်းလေးပြီးတော့ပါပြီခင်ဗျာ Okay ကျွန်တော်ရဲ့ video ကိုစုံကြည့်ပြီးလို့ Okay ဒါကတော့ Photoshop နဲ့ ကျွန်တော်ပုံဝဘလိုမျိုးပြင်လဲဆိုတာကိုကျွန်တော်လိုင်းရောပြောပြပေးတာပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာတက်ပြီးတော့ဆုံးကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ